ဟာမတ်အဖွဲ့အနေနဲ့ဂါဇာစစ်ပွဲဆုံးသက်ရေးပြီးပြည့်စုံတဲ့သဘောတူညီမှုတရရယူလိုပြီးအစ္စရေးမှာဖမ်းဆီးခံထားရတဲ့ပါလက်စတိုင်းသားတွေနဲ့အစ္စရေးတစားခံအားလုံးကိုလဲလှယ်လိုတယ်လို့ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ရဲ့အကြီးတန်းရာရှိသူကပြောကြားလိုက်ပါတယ်။အစ္စရေးရဲ့ယာယီငင်းချင်းရေးသဘောတူညီဖို့ကမ်းလှမ်းချက်ကိုပယ်ချပြီးတဲ့နောက်ဤနိုင်ရေးဖွဲ့ကိုဥဆောင်သူဟာမတ်အဖွဲ့ရဲ့ဂါဇာဒေသဆိုင်ရာအကြီးအကဲခါလစ်အယ်ဟီယာက မိမိတို့အဖွဲ့အနေနဲ့ယာယီသဘောတူညီမှုတွေကိုသဘောတူလက်မှတ်ရေးထိုးတော့မှာမဟုတ်ဘူးလို့ပြောပါရည်။အာမက်စ်အဖွဲ့ကအစ္စရေးလက်မခံလောက်တဲ့အနေအထားထိသွားနေပြီးစစ်ပွဲဆုံးသက်ရေးနောက်ထပ်နှောင့်နှေးသွားစီခဲ့ပါရည်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့သူ့ရဲ့အဆိုအရဟာသူ့ရဲ့နိုင်ငံရေးအရေးကိစ္စတွေအတွက်ဒဇယ်တပိုင်းသဘောတူညီမှုတွေကိုအတုံးချနေပြီးမိမိတို့အနေနဲ့အဲ့ဒီမူအတိုင်းလိုက်ပါဆောင်ရွက်မှာမဟုတ်ဘူးလို့အကြီးအကဲဟီယာကပြောပါရည်။ ပြီးခဲ့တဲ့ဇန်နဝါရီကအပြစ်ခက်ရက်စဲဖို့သဘောတူခဲ့ကြပြီမဲ့ပြီးခဲ့တဲ့လမှာကျိုးပြက်ခဲ့တဲ့အပြစ်ခက်ရက်စဲရေးသဘောတူညီမှုပြန်အတက်ဝင်လာစေဖို့အီဂျစ်ဂျာဝေညီနိုင်သူတွေကကြိုးပမ်းနေပြီမဲ့တိုးတက်မှုလက္ခဏာအနည်းငယ်သာတွေ့ရပြီးအစ္စရေးနဲ့ဟာမတ်စ်တို့အပြန်အလှန်ဆွဆွဲနေကြတာဖြစ်ပါသေးတယ်။ ။အစ္စရေးကတစားကန်တွင်လွတ်မြောက်ရေးနဲ့စစ်ပွဲအဆုံးသတ်ရေးတိုက်ရဲမဟုတ်တဲ့ဆွေးနွေးမှုတွေစတင်နိုင်ဖို့55ရက်ကြာပြည့်ခတ်ရစဲရေးအစိုးပြုထားပေမဲ့ဟားမက်စ်ဖွဲ့ကအမြဲတမ်းအပြည့်ရရေးကိုပဲအလိုရှိနေတာဖြစ်ပါလိမ့်။လက်ကျန်အစားကန်59ကိုပြန်လွှတ်မပေးရင်ထိုးစစ်ဆေးတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အစ္စရေးကသတိပေးထားပါလိမ့်။ဟားမက်စ်ကလက်နက်ဖြုတ်သိမ်းရေးတောင်းဆိုမှုကိုပယ်ချထားပြီးစစ်ပွဲဆုံးသက်ရေးအတွက်လက်ချက်နှစားကန်တွေကိုပြန်လှုပ်ပေးမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။